ဒေါ်လာ5000နံ 3D ပရင်တာနဲ့အိမ်ဆောက်တဲ့ခေတ်သစ်ဘီတုကပညာခေတ်သစ်နည်းပညာတွေတိုးတက်လာတာနဲ့အမျှအိမ်ဆောက်လို့ရေလောကမှာလည်းမယုံနိုင်စရာတိုးတက်မှုတွေဖြစ်ပေါ်လာပါပြီအရင်တုန်းကအိမ်မက်လို့ထင်ခဲ့ရတဲ့အိမ်တွေကို 3D ပရင်တာတွေနဲ့တည်ဆောက်နိုင်ပြီဆိုတာသိရင်ဒီပါသလားမကြသေးခင်ကပဲလူတစ်ယောက်ဟာဒေါ်လာ5သိန်းတန်း 3D ပရင်တာတစ်လုံးကိုဝယ်ယူပြီးအိမ်တစ်လုံးစာပုံနှိပ်ခဲ့ပါတယ်ဒီအကြောင်းအရဟာဆောက်လို့ရေလုပ်ငန်းကိုဘယ်လိုပြောင်းလဲပြစ်နိုင်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ အဲ့ဒီ 3D printer ဟာအိမ်ရဲ့နေရာတွေကိုကွန်ကရစ်အလွှာလိုက်အလွှာလိုက်ပုံနှိပ်ပေးပါရီဒီကွန်ကရစ်သားက200အထိခန်းနိုင်ရှိတယ်ဆိုတာတော်လေးကိုအံ့ဩဖို့ကောင်းတာပါပုံနှိပ်ထားတဲ့နေရာတွေကအခေါင်းပေါက်ဖြစ်နေတာကြောင့်ရေပိုက်တွေလျှက်စစ်ဝါယာကြိုးတွေတွေတန်းရတာအင်မတန်လွယ်ကူပါရီဒါအပြင်တမဏီအားဖြစ်ပြည့်စုံနေဖျန်ထားတဲ့ဖလံအမြုပ်တွေကအိမ်ကိုပုံမူခိုင်ပါစေပြီးအတန်လုံးစည်ုံသားမကအပူရန်ကိုလည်းကာကွယ်ပေးနိုင်ပါရီဒီလိုဆက်ကြီးနဲ့အိမ်ဆောက်တဲ့အခါလူရင်အားတိတ်မလို့တော့ပါဘူးဆက်ကအများစုကို မယမနာလုံးဆောင်ပြီးတဲ့အတွက်ကုန်ကြားရှိကို45ရာခိုင်နှုန်းထိလျှော့ရှားနိုင်ပါသည်။အိမ်တလုံးဆောက်ဖို့နှစ်နဲ့ချီပြီးအချိန်ယူရတဲ့အခေတ်ကုန်ပြီလို့ပြောလို့ရပါသည်။ 3D printer နဲ့ဆိုရင်ရဲအနေငယ်ကနေ၃ဘတ်အတွင်းမှာအိမ်ရွယ်စားပေါ်မူတည်ပြီးကိုပိုင်အိမ်မှာပြောင်းရွှေ့နေနိုင်ပါပြီ။ 3D printer နဲ့အိမ်ဆောက်တာဟာအားသာချက်များစွာရှိပါသည်။ကုန်ကြားရှိတက်တာရာလူဝင်အားလိုအပ်ချက်နဲ့ပါတာပစ္စည်းလေးလွင့်နဲ့ပါခြင်းတို့ကြောင့်တမရူးကြဆောက်လုပ်ရေးထက်ကုန်ကြားရှိတိတိတသာလျှော့ရှားပေးနိုင်ပါသည်။ပုံမှန်ဆိုရင်လားနဲ့ချီကြနိုင်တဲ့အိမ်ဆောက်လုပ်ရေးကိုရပ်ပိုင်း အများဆုံး၃ပတ်အတွင်းအပြီးသားနိုင်ခဲ့ပါသည် 3D printer ဟာပုံမှန်နီလန်းအနေနဲ့ဆောက်ဖို့ခက်ခဲတဲ့ထူးခြားတဲ့အကွေးကောက်ဒီဇိုင်းတွေကိုတော့အလွယ်တကူဖန်တီးနိုင်ပါသည်လိုအပ်သလောက်ပဲအသုံးပြုတဲ့အတွက်ပစ္စည်းဖြုန်းနှီးမှုကိုလည်းအများကြီးလျှော့ရှားပေးပါသည် Victoria ရေကန်တွေကဒိငဲ့ပေမဲ့နည်းမြေအကျဉ်းပွားနေတဲ့ Megan ကိုကျွန်းကဘာပေါ်မှာကြဲပြောလာတဲ့ Victoria ရေကန်ကြီးထဲမှာဒိငဲ့လာတဲ့ကျွန်းကျွန်းရှိပါသည်အဲ့ဒီကျွန်းလေးရဲ့နာမည်ကတော့ Megan ကိုပါ ဒီကျွန်းလေးဟာအလွန်သေးငယ်ပေမဲ့ကင်ညာနဲ့ယူဂန်နာနိုင်ငံတို့အကြောင်းမှာနှစ်ပေါင်းများစွာနေမြေပိုင်ဆိုင်မှုအငင်းပွားနေတဲ့ကျွန်းလေးလည်းဖြစ်ပါသေး။မိခင်ကိုကျွန်းလေးဟာဘောလုံးကွင်းတစ်ဝက်စာလောက်ပဲရှိတဲ့ကြောက်တောင်ကျွန်းငယ်လေးပါ။သူရဲ့အရွယ်စားက2000စမီတာ3.4အေကာလောက်ပဲရှိပြီးမြေပေါ်မှာဆွေးနောင်ရှာရခက်လာအောင်သေးငယ်ပါသေး။ဒါပေမဲ့အန်အောစရာကောင်းတာကအဲ့လိုသေးငယ်တဲ့ကျွန်းလေးပေါ်မှာလူပေါင်း900လောက်နေထိုင်ကြတယ်ဆိုတာပါပဲ။ဒီကျွန်းပေါ်မှာနေထိုင်သူအများစုကတော့ကင်ညာနဲ့ယူဂန်နာနိုင်ငံက၅ဖမ်းသမားတွေဖြစ်ကြပါသေး။ တရီအဓိကလုပ်ငန်းကားတော့ဗစ်တိုးရီးယားရေကန်တွေကနိုင်ဖတ်လိုမျိုးတမိုးရှိတဲ့ငါးရီဖန်းစီရောင်းချတာပါပဲငါးဖန်းလုပ်ငန်းကရရှိတဲ့ဝင်ငွေကကျွန်းသားတွေရဲ့အတံမွေးဝမ်းကြောင်းဖြစ်ပါတယ်ဒါအပြင်ကျွန်းပေါ်မှာငါးဖန်းသမားတွေအတွက်လိုအပ်တဲ့စားတောက်ဆိုင်ဘာဆိုင်ငယ်လေးတွေနဲ့တခြားဝင်ဆောင်မှုလုပ်ငန်းတွေတောင်ရှိပါတယ်ဒီလိုတင်းငယ်တဲ့နေရာလေးမှာဒီလိုမျိုးလုပ်ငန်းတွေပါထွန်းကားနေတယ်ဆိုတာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်မီဂင်ကိုကျွန်းလေးဟာ1990ပြည့်နှစ်လိုနေမှာဗစ်တိုးရီးယားရေကန်ရေမျက်နှာပြင်ကျဆင်းပြီးတဲ့နောက်ပိုင်းပေါ်ပေါက်လာခဲ့တာလို့ဆိုကြပါတယ် ကင်ညာနိုင်ငံသား၅ဖန်သမားနှစ်ဦးကပထမဆုံးအခြေချနေထိုင်ခဲ့တယ်လို့လည်းပြောပါရီဒါပေမဲ့2004ခုနှစ်မှာတော့ယူကန်နာအာနာပိုင်တွေကဒီကျွန်းဟာသူတို့ပိုင်ဆိုင်နေဆိုပြီးအလန်နီလာရောက်စိုက်ထူခဲ့ပါရီအဲချိန်ကစပြီးကင်ညာနဲ့ယူကန်နာနှစ်နိုင်ငံလုံးကမီဂင်ကိုကျွန်းဟာသူတို့ပိုင်ဆိုင်နေလို့အချင်းချင်းညှင်းခုန်ကြတာဒီနေ့အထိပါပဲမြေပုံတွေအရ1926ခုနှစ်ကင်ညာကိုလိုနီနယ်မြေပိုင်းခြားတတ်မှတ်မှုအရဒီကျွန်းလေးဟာကင်ညာပိုင်နယ်မြေထဲမှာပါဝင်နေတယ်လို့ကင်ညာဘက်ကဆိုပါတယ် ဒါပေမဲ့ယူကန်နာဘက်ကတော့ငါးဖမ်းလုပ်ငန်းရဲ့စီးပွားရေးလာလာကြောင့်ဒီကျုံးကိုလိုလားနေပုံရပါသည်ဒီလိုနယ်မြေငင်းပွားမှုကြောင့်အာဖရိကရဲ့အသေးငယ်ဆုံးစစ်ပွဲလို့တော့ဒီကျုံးကိုတင်စားခေါ်ဝေါ်ကြပါသည်နိုင်ငံအစိုးရတွေကြောင်းမှာမကြာခဏဆိုသလိုဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပေမယ့်အငင်းပွားမှုကတော့အခုချိန်ထိအပြီးမသက်သေးပါဘူး။ဒီကျွန်းလေးဟာငါးကြွယ်ွားရဲ့အတွက်စီးပွားရေးရအရေးပါပေမယ့်လေစိန်ခေါ်မှုတွေများစွာရှိပါသေး။လူဦးရေထူထပ်လွန်းတာကျွန်းရဲ့အရွယ်စားကတည်ငယ်လွန်းတာကြောင့်လူဦးရေတိတ်သီးမှုကအလွန်များပါသေး။အခြေခံအဆောက်အအုံတွေပါတာတန်ရှင်းတဲ့ရေလျှက်စင်ပြီး စေကူတမှုလိုမျိုးအခြေခံလိုအပ်ချက်တွေကအလွန်ရှားပါးပါသည်။ငါးဖက်လုပ်ငန်းတွေကနေရတဲ့ဝင်ငွေကြောင့်ခိုးဝှက်မှုနဲ့ပင်လယ်ဓားမှုလိုမျိုးရာဇဝဲမှုတွေလည်းဖြစ်ပွားလေရှိပါသည်။မီဂန်ကိုကျွန်းဟာသူ့ရဲ့အရွယ်စားနဲ့မလိုက်အောင်အံ့ဩစရာကောင်းလောက်အောင်လူဦးရေများပြပြီးစီးပွားရေးရအရေးပါနိုင်တယ်လို့နိုင်ငံခြားကနေမြေငင်းပွားမှုအတွက်လည်းတင်ကန်းစာယူစရာနေရာလေးတစ်ခုလည်းဖြစ်ပွားသည်။မီဂန်ကိုကျွန်းလေးအကြောင်းနားထောင်ရတာစိတ်ဝင်စားစရာကောင်းခဲ့ရဲ့လား။